ဆရာဒီနေ့လွတ်တော်မှာပေါ့နော်ဆရာတို့အနေနဲ့ဒီတိုင်းသားဒေတာတွေမှာလော့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးအရေးကြီးဆိုတင်ခဲ့တယ်ပေါ့အဲဒီလော့လော့ချင်းတွေဒီတိုက်ပွဲတွေဘာကြောင့်ဒီလိုမျိုးဖြစ်လာလဲလို့ဆရာထင်ပါလဲမြတ်ဘာကြောင့်ဒီလိုဖြစ်လာရလဲဆိုတော့အရင်တော့ကျွန်တော်တို့ကတိုင်းရင်းသားတွေကလို့လေနော်ချစ်ချစ်ခင်ခင်နဲ့နေထိုင်ခဲ့ကြပါလေ။ဒါဘာကြောင့်ဖြစ်တယ်ဆိုတာလဲကျွန်တော်အနေနဲ့ဟိုပြောလို့မရဘူးဗျ။နော်ဆိုတော့စိတ်ရေးစရာဖြစ်နေတာလို့နော်စိတ်ရေးစရာဆိုလက်နဲ့ကိုင်း ဘိုးစားပေါ့နေမြေလူလာတွေဘာတွေအဲ့လိုမျိုးပေါ့နော်အကြောင်းမျိုးမျိုးကြောင့်လည်းဖြစ်နိုင်တာပါပဲလေဒါပေမဲ့မလူလာအပ်တဲ့တခုတော့ဖြစ်သွားပြီပေါ့နော်အဲ့ဒါတော့စိတ်မကောင်းပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ဆိုရင်ပေါ့နော်ဒီကြောင်မဲမှာကြောင်မဲကိုလာတဲ့ဒုက္ခတွေတိတ်ဆောင်တဲ့ဒုက္ခတွေတွေကားတွေမှောက်တာတွေမျိုးတွေလည်းဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးပဲနောက်ဒေတာမှာနောက်ထပ်ဘာတွေများဘလိုများကြုံတွေ့နေရလဲလဲလောချင်နေလေးပေါ့ဒေတာမှာကတော့ပို့လိုက်တဲ့ message အရာမအေးချမ်းသေးဘူးဗျနော်ဟိုပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေကတော့ ကြည့်တွေ့မှုတွေရှိနေသုံးမယ်အထူးသဖြင့်ကတော့တိုးစားပေါ့တောတောင်ထဲမှာပုံအောင်နေတဲ့ပြည်သူတချို့ကရှိနေသေးတယ်အဲ့ဒီတို့တွေရဲ့အတိတ်ဒုက္ခကိုတော့အမြန်ဆုံးဟောစားပေါ့နော်အလုံးကျုံမှုရအောင်ဒါကြိုးစားမယ်ပေါ့အမြဲတမ်းပဲကျွန်တော်တို့ကကြောင်မင်းမျိုးနဲ့တက်ဆိုင်ရာလူများနဲ့လူမှုဖွဲ့စည်းဖို့ပဲအဆက်အသွယ်အမြဲတမ်းရှိပါပဲဟုတ်ကဲ့ โอเคคุณน่ะเสียဖြစ်သွားတယ်ထင်ပါဘောเนาะဒီတိုင်းရင်သားလက်နဲ့ကင်တချို့ဒီလိုမျိုးဖြစ်ပွားနေတာတွေဟာနေမြေလူတာအဲဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်လို့လည်းဆရာသုံးသပ်တာခုနကတော့သုံးသပ်သွားတွေ့ရပါတယ်အဲ့တော့ဘာကြောင့်များဒီလိုမျိုးတိုင်းရင်သားလက်နဲ့ကင်ဖွဲကဒီလိုမျိုးနေမြေလူတာတွေဒီလိုချိန်မှဖြစ်ပေါ်လာတာလဲနောက်တစ်ခုကကျွန်တော်တို့ကြားသိရတဲ့သတင်းညာတချို့ဒီတိုင်းရင်သားလက်နဲ့ကင်အဖွဲတွေဟာအရင်ကထက်အင်အားအဆအပြန်တိုးမြင့်လာတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းရှိနေတယ်လို့နေမြေမှာသိရပါတယ်ဆရာအဲ့ဒါဘာကြောင့်လို့ထင်ပါလဲဆရာ အဲ့ဒီအပိုင်းကတော့စည်ရစည်ရနဲ့တိုက်ဆိုင်သွားတဲ့အတွက်အင်္ဂယ်အနေနဲ့ပေါ့လွတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ဟိုပေါ့ဒါလေးတော့မဖြေပြရစင်နဲ့ဘာလို့ဆိုလွတ်တော်ကိုယ်စားလှယ်ဆိုတာက ပြည်သူများရဲ့ရှေ့တန်းကနေပြီးမမမမရက်တည်ပြီးပြောဆိုနေရတဲ့အတွက်စည်ရစည်ရကိုတော့အင်္ဂယ်တို့အနေနဲ့ဟုတ်ပေါ့မပြောနိုင်တော့ကိုတော့ခွင့်လွှတ်ပေးလိုက်ပါနော် ဟုတ်ကဲ့ဆရာဒီလက်လော့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဒီပြည်ထောင်စုအစိုးရဒီတိုင်းဒေသကြီးအစိုးရအနေနဲ့ဘယ်လိုမျိုးဆောင်ရွက်တင်လဲဘယ်လိုမျိုးအကြံပြုချက်တွေဆရာအကြံပြုချင်ပါလဲခင်ဗျဟုတ်ကဲ့အတိအကကတော့စစ်ဘေးရှောင်ဒုက္ခတွေများရဲ့လူအင်ဆန္ဒသူတို့ရဲ့နှွေးထွေးမှုနော်သူတို့အတိဒုက္ခရောက်နေတဲ့အပိုင်းကိုအပြည့်အဝတော့မဆိုလိုဘူးပေါ့ဗျာနော်အခက်အခဲများကိုတတ်နိုင်တလောက်တော့ကိုကြီးဆောင်ရွက်ပြီးအမြန်ဆုံးငြိမ်းချမ်းစေချင်တာကတော့ဒါလွတ်တော်ကိုယ်စားလှယ်တိုင်းရဲ့ဆန္ဒပါပဲလေဟုတ်ကဲ့ โอเคအခုဆိုရင်ဒီအစိုးရတက်တန်းကလည်းနည်းနည်းလေးပဲကြံတော့တယ်ဗောနော်အဲ့တော့ဒီကြံရှိတဲ့အစိုးရတက်တန်းကာလအတွင်းမှာဒီကိစ္စတွေကိုဟိုပြီးပြတ်သွားအောင်ဖြေရှင်းနိုင်မယ်လို့ထင်ပါသလားနောက်ပြဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်ပေးမယ်လို့ထင်ပါလဲမျှော်လင့်ထားပါလဲโอเคလေးလေးကတော့အစိုးတင်တွန်းလိုက်ပြီလေစင်အစိုးတင်တွန်းတဲ့အခါမှာကြားနေကန့်ကွက်မဲမဲမရှိဘဲနဲ့တိုင်းရင်းသားရဲ့အရေးကိုအလေးပေးပြီးတော့မှဟုတ်ကဲ့ဥစ္စာပေါ့အာလုံးထောက်ခံတာကိုမြင်ချင်းအပြင်လေးလေးအနေနဲ့ပြည်တိဖြစ်တာပေါ့ အမြန်ဆုံးလဲငင်းချအောင်ဆောင်ရွက်နိုင်မယ်ဆိုတာလည်းလေးလေးယုံကြည်ပါတယ်ဟုတ်ကဲ့အစိုးရနဲ့ဒီတက်မတော်နဲ့ပူးပေါင်းပါဝင်ပြီးဆောင်ရွက်စေချင်တယ်ဆိုတဲ့သဘောမျိုးတွေလည်းရှိရပါတော့ဟုတ်ကဲ့မှန်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကဲ့ကျေးဇူးပါပဲ